ရှမ်းပြည်နယ်အမျိုးသမီးကော်မတီမှကြီးမူးကျင်းပသည့်2025ခုနှစ်ဇူလိုင်လ3ရက်နေ့တွင်ကြာရောက်မည်မြမအမျိုးသမီးများနှင့်အထင်းအမှတ်အကျိုးအသိပညာပေးဟောပြောပွဲကိုဇူလိုင်10ရက်မွန်လွဲ2နာရီကတောင်ကြီးမြို့မြို့တော်ခမ်းမ၌ပြုလုပ်ခဲ့ရာတက်ရောက်လာသည့်ဧည့်သည်တော်များအားတောင်ကြီးတက်ကသူမြမစာဌာနမှပါမောက်ခါဌာနမှဒေါက်တာကြီးကြီးခိုင်ကမြမအမျိုးသမီးများနှင့်ဝတ်စားစီရင်မှုခေါင်းစဉ်ဖြင့်၎င်းမြမနိုင်ငံအမျိုးသမီး နီကလေးသင်ငယ်များဘဝမြင့်တည်းအတင်ဥက္ကဋ္ဌဒေါက်တာကေတီအောင်ကမြမအမျိုးသမီးများ၏စွမ်းဆောင်ရည်မြင်မှုကိုစီးပွားရေးကိုပုံမိုဆောင်ရွက်စုခေါင်းစဉ်ဖြင့်၎င်းစာရေးဆရာမှငွေကြီးလင်းလည်းမြမစာကမြမအမျိုးသမီးများနှင့်မီဒီယာခေါင်းစဉ်ဖြင့်၎င်းအတီတီဟောပြောပေးခဲ့ရာ စကားသံများကို ယခုလိုပဲမေးမြန်းထားပါရဲ့ရှင်ဟုတ်ကဲ့ပါကျမတို့ခမိတ္တဆေးရုံရဲ့ အဲပိုင်ရှင်သုတမတင်ကြီးဒေါက်တာကေတီအောင်ဖြစ်ပါတယ်ခမိတာရဲ့လုပ်ငန်းစုပေါ့ကွန်မြူနတီလီမိတက်ရဲ့အဲအုံနာလည်းဖြစ်ပါတယ်ရှင့်ဒီမြန်မာအမျိုးသမီးများနေ့အထိတ်မှတ်အကျိုးအသိပညာပေးဟောပြောပေးမှာလာပြောတာတော့မြန်မာအမျိုးသမီးများရွှန်းဆောင်ရင်မြန်မာဖို့ စီးပွားရေးကိုပုံမူလှုပ်ဆောင်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့လာပြောပြတာပါဆီယမားက2023အာဆီယံအင်ဒိုနီးရှားနိုင်ငံမှာပြည့်ရတဲ့အာဆီယံမြန်မာအမျိုးသမီးစီးပွားရေးဆောင်ရှင်စုကိုရထားပါတယ်2024တနိုင်ငံလုံးဆိုင်ရာမြန်မာအမျိုးသမီးကော်မတီကပြည့်ရချီးမြှင့်တဲ့စီးပွားရေးဆောင်ရှင်ကိုလည်းရထားပါတယ်ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်စွမ်းဆောင်ရည်မြန်မာဖို့စီးပွားရေးကိုပုံမလုပ်ဆောင်ဖို့ဆိုတဲ့အဲဟောပြောတဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့မြန်မာမျိုးသမီးတို့ကိုပေါ့နော် ဒီထက်ပိုပြီးတော့စွမ်းဆောင်ရည်မြင်မားဖို့အလုပ်ရည်ကိုင်းရင်ရှိဖို့ဒီကိစ္စတွေမှာဘယ်လိုများဒီအမျိုးသမီးကဏ္ဍဘယ်လောက်အရေးပါလဲနောက်ခါကျတော့စိန်ခေါ်မှုတွေဘယ်လိုတိုက်ဖြတ်မလဲပြီးတော့မိရဲ့နီးပညာပိုင်းတွေဘယ်လိုများတိုးတက်အောင်မြင်အောင်လုပ်မလဲနောက်ကျလူပေါင်းအတိုင်းဝန်မိသားစုရဲ့ပြဿနာတွေဘယ်လိုဖြေရှင်းမလဲနောင်ရဲ့အနာဂတ်အလားအလာတွေနောက်ကျဥပဒေပေါင်းတွင်းမှာနေထိုင်ခြင်းဖြင့်အဲဒီဒီဒီမီဒီယာနဲ့ ဒီဒီ Facebook မှာဖြစ်တယ် media ပေါ့တက်ခက်ချင်းကိုမခံရအောင်ရင်နောက်ဒီဒီစီးပွားရေးလုပ်တဲ့အခါမှာပေါ့နော် do and now ပေါ့လုတ်ပါချက်ချင်းလုတ်ပါဆိုတော့ဒီ message လေးကိုလာပေးတာပါရှင်အခုလို့ဟောပြောပွဲတွေလာတက်လိုက်ချင်းပြီခုနကတော့တမီးပေါ့နော်ဟိုဝန်ထမ်းတမီးလေးတယောက်ကဝန်ထမ်းလုပ်နေနေလဲစီးပွားရေးလုပ်လို့ရတာပဲဆိုတော့အတိညာလေးတခုသူပြောသွားတယ်ပေါ့နော်ဝင်းတာတယ်ဘယ်လောကကြီးမှာပေါ့နော်ဟိုပေါ့တချို့ကျတော့ကြောက်လန့်မှုနဲ့ဒီဘာမှစီးပွားရေးမလုပ်ဘဲနဲ့ဒီပတ်စံကိုပဲတင်ထားမယ်ခြားနေရာမှာတုံးလိုက်မယ်စမထ ည့်ပြောခဲ့ပါတယ်အဲ့လိုလူတွေရှိသေးတယ်ဒါပေမဲ့လှုပ်ကြည့်ပါလှုပ်ကြည့်လို့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာပေါ့နော်မိမိကလှုပ်ကြည့်တဲ့အခါမှာဘယံပနာမလှုပ်ပါဘူး professional ကြကြတေချာလှုပ်လို့ရှိရင်တေချာဒီတစ်နှစ်အတွင်းနဲ့ဒီဝင်ငွေရဲ့အစအများစွာကိုပိုင်ဆိုင်ရတယ်ဆိုတာကိုအားလုံးကို message ပေးချင်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ခေါ်ပြောခွင့်ပေးတဲ့အဲဒီပြည်내ဝင်းကျုပ်ဇနီးနဲ့တကွာဒီဆိုရအဖွဲ့ဝင်ဝင်ကြီးများအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ဒီမှာလည်းဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့အတွေးခေါ်တွေနဲ့အတွေ့အကြုံတွေကိုပြန်လည်ပြီး sharing မ မြင်ရလုပ်ပါမယ်လို့ပြောကြရင်လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ကျမကတော့မြန်မာနိုင်ငံသတင်းစာစာရေးဆရာများအသင်းရှမ်းပြည်နယ်အလုံမှုဆောင်ဗန္နာရေးမှုတောင်ကြီးမြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနာမည်ရင်းကတော့ဒေါက်ဆနာတက်ပါကလောက်နာမည်ကတော့ငွေကြည်လင်းလဲမြန်မာစာဖြစ်ပါတယ်ရှင်ဒီဟောပြောဖြစ်တဲ့အကြောင်းကတော့ပြည်နယ်မှုကနေပြီးတော့မှဒီသတင်းနဲ့အမျိုးသမီးများနဲ့သတင်းနဲ့မီဒီယာဆိုတဲ့အကြောင်းလေးကိုဟောပြောပေးပါဆိုပြီးတော့မှဖိတ်ကြားလာပါတယ်ကမ်းလှမ်းလာပါတယ်အဲ့လိုကမ်းလ လာလာဖိတ်ကြားလာတဲ့အချိန်မှာပဲကျမတို့ရဲ့ဒီ foundation ဥက္ကဋ္ဌပြည်နယ်မှုဒေါ်မမီနီရဲ့ကန့်လန့်ချက်ကြောင့်မလို့ပဲဒါပြောဖြစ်သွားတာဖြစ်ပါတယ်အဲ့လိုပြောရတဲ့အကြောင်းကလည်းအမျိုးသမီးငယ်တွေအမျိုးသမီးထုတွေအားလုံးကဒီသတင်းနဲ့ဤပညာကိုသိရှိဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့သိရှိဖို့လိုအပ်လဲဆိုရင်သတင်းတူသတင်းမားတွေကိုစားသုံးပြီးတော့မှကျမတို့အမျိုးသမီးတွေဒုက္ခရောက်သွားတာအများကြီးပါပဲ အရင်တော့လည်းဖြစ်ခဲ့ပါတယ်ယခုလည်းရှိမှလည်းဖြစ်ပြက်နေပါတယ်ဒီသတင်းမှာသတင်းတူတွေကိုနားဆောင်နားထောင်ပြီးတော့မှမတမာတူရဲ့ เนาะလုတ်ကြံဖန်တီးမှုတွေနဲ့ခံခဲ့ရတဲ့ဥစ္စာတွေလည်းအများကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအမျိုးသမီးတွေကိုအမျိုးသမီးများနေ့မှာဂုဏ်ပြုတော်အားဖြင့်ပညာပေးဟောပြောရခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံအတွင်းအမျိုးသမီးများ၏အင်အားမှာနိုင်ငံလူဦးရေထက်ဝက်ကျော်ရှိသည့်အတွက်ခိမီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရာတွင် အမျိုးသမီးများ၏အခမ်းကဏ္ဍမှာအရေးပါလျက်ရှိသည့်ဖြင့်အမျိုးသမီးများအနေဖြင့်မိမိတို့မှရှိသည့်ဆွမ်းဆောင်ရည်များကိုညှင့်တင်ရန်လိုအပ်ကြောင်းသိရှိရပါသည်ရှင်